thank you မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါမယ်မြန်မာအရေးဆွေးနွေးမှုတွေဖြစ်ပေါ်စေဖို့ထိုင်းကအကျိုးဆောင်ဖြစ်ဆောင်ရွက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာအာဆီယံဥက္ကဋ္ဌမလေးရှားနဲ့မြန်မာဆင်အစိုးရတို့ကြားမကြသေးမီကပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲမှာထိုင်းနိုင်ငံကအကျိုးဆောင်ဖြစ်ထိန်းထိန်တိမ်တိမ်ဆောင်ရွက်ခဲ့ရကြောင်းထိုင်းဆိုရကတောက်ကြနေမှာရှင်းလင်းပြောကြားလိုက်ပါတယ်ဒါ့ပြင်အခုသတင်းပတ်အစည်းအဝေးမှာကောက်မွန်နယ်ရှားလက်တွေထွက်ပေါ်လာမှုမရှိကြောင်းနဲ့၎င်းတို့ရဲ့အနာဂတ်ဆွေးနွေးပွဲတွေမှာပုံမှုခိုင်မာတဲ့ရှားလက်တွေရရှိ ဖြစ်ဖို့လိုအကြောင်းထင်ရှားတဲ့ပညာရှင်တအုပ်ကတောင်းဆိုခဲ့ပါတယ်။ ဂျာတာပရင်းနီကတွေ့ဆုံမှုကမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်နဲ့ပူချုပ်မှုကြီးမင်းအောင်လိုင်တို့အကြားပထမဆုံးတရားဝင်တွေ့ဆုံမှုဖြစ်ကြောင်းထိုင်းနိုင်ငံဆိုင်ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဘရန်ခူယာကပြောကြားခဲ့ပါတယ်မလေးရှားဝန်ကြီးချုပ်အန်ဝါရဲ့တောင်းဆိုမှုတွေကြောင်းစတင်စိတ်ဆုံခဲ့တာဖြစ်ကြောင်းနဲ့မလေးရှားကမြန်မာကိုဆက်သွယ်ခဲ့ပြီးထိုင်းနိုင်ငံကအထမြောင်စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်းဘလန်ခူရာကထည့်သွင်းပြောကြားခဲ့ပါတယ်အပြုသဘောဆောင်တဲ့တွေ့ဆုံဆွေးနွေးမှုတွေအတွက်မလေးရှားနဲ့မြန်မာအကြားအပြန်အလှန်ယုံကြည်မှုတွေရရှိခဲ့တဲ့အပြင်အိန္ဒိယနိုင်ငံ များနဲ့ကားမွန်နဲ့ဆက်ဆံရေးကိုမြင့်တင်ဖို့ထိုင်းနိုင်ငံရဲ့ကတိကဝတ်တွေကိုထင်ရှားစေကြောင်းလည်းပလန်ကူရာကပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံမှာလက်တလုံးငနေနှုတ်မှုတန်ခံကြရတဲ့သူတွေအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ရာမှာအာဆီယံရဲ့အခမ်းကဏ္ဍကိုအလေးထားဆွေးနွေးခဲ့တယ်လို့စစ်ပေးတင်နေတဲ့မြန်မာပြည်ငြိမ်းချမ်းရေးပြန်လည်ရရှိရေးကြိုးပမ်းမှုတွေကိုပံ့ပိုးကူညီခြင်းဖြစ်ကြောင်း၎င်းကဆိုပါတယ်။ အဆိုပါလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်များကိုကင်တွဲဖြည့်ရှင်ရန်မှာအရေးကြီးသော်လည်းမြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ရည်ရှိတည်တံ့တဲ့အကူအညီများရရှိဖို့အတွက်ငြိမ်းချမ်းစွာဖြည့်ရှင်ရေးကိုဦးစားပေးဆောင်ရွက်ရမှာဖြစ်ကြောင်း၎င်းကပြောကြားခဲ့ပါတယ်။ကျွန်တော်အတွက်ကတော့ဒီတွေ့ဆုံမှုကမြန်မာနိုင်ငံနဲ့ထိတွေ့ဆက်ဆံရမှာအာဆီယံအတွက်အပြုသဘောဆောင်တဲ့ပထမခြေလှမ်းတစ်ခုပဲလို့ဘလန်ကူရာကပြောကြားခဲ့ပါတယ်။ဗိုလ်ချုပ်မူဂျင်မယောင်လိုင်းနဲ့တွေ့ဆုံမှုရလဒ်ကိုမျှဝေခဲ့ပြီးရန်လူမှုတွေအဆောင်တက်ဖို့နဲ့အရေးတကြီးလိုအပ်နေတဲ့အကူအညီတွေမြန်မာပြည်သူတွေစီရအောင် င်းအပြည့်ခန့်ရစရေးတတန်းတို့ကိုအလေးထားပြောကြားခဲ့ပါတယ်။ဒီဂျိုးပန်းမှုအပေါ်သူရဲ့ဂတိကဝတ်တွေကိုထုတ်ပေါ်ပြသခဲ့ပါတယ်လို့မလေးရှားဝန်ကြီးချုပ်အန်နဝါကတောက်ကြနေက Facebook မှာရေးသားလာခဲ့ပါတယ်။ဒေါက်တာသက်စင်ရှင်နာဝက်ဦးဆောင်နေအာဆီယံဥက္ကဋ္ဌရဲ့အလွတ်တဘောအကြံပေးဖွဲ့ကိုဒီအတိုင်းပြောခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဥက္ကဋ္ဌမန်ဝင်းခိုင်တန်းတို့နဲ့တွေ့ဆုံစဉ်မှာလည်းကျွန်တော်ကဒီအတိုင်းထပ်မံပြောကြားခဲ့ပါတယ်။ညီချင်းရင်ကအစုဘွဲ့တစ်ခုရဲ့အခွင့်အာဏာမဟုတ်တဲ့အတွက်မြန်မာနိုင်ငံမှာရှိတဲ့သက်ဆိုင်သူအားလုံးပါဝင်တဲ့အခြေအနေတွေ ကိုအာဆီယံအနေနဲ့ဖန်တီးပေးရမှာဖြစ်တယ်လို့မြန်မာနိုင်ငံရဲ့အနာဂတ်ကိုလည်းပြည်သူတွေကအဆုံးဖြတ်ရမှာဖြစ်တယ်လို့၎င်းကဆိုပါတယ်။ဝင်ရောက်ဆက်ဖက်ခြင်းကင်းပြီးအာဆီယံရဲ့ဘောင်တွင်အကောင်းဆုံးနဲ့အဆင့်မြင့်တယ်လို့ယုံကြည်ရတဲ့ဒီဂျိုဘတ်မှုတွေနဲ့ပတ်သက်ပြီးအာဆီယံခေါင်းဆောင်တွေကိုကျွန်တော်ရှင်းလင်းတင်ပြသွားပါမယ်။ယုံကြည်မှုတည်ဆောက်ရေးဟာမရှိမဖြစ်လိုအပ်ပြီးဒါဟာအာဆီယံဥဆောင်တဲ့ဂျိုဘတ်မှုတစ်ခုဖြစ်ဆက်လက်တည်ရှိနေဖို့အရေးကြီးပါတယ်။ငြိမ်းချမ်းပြန်လည်တင်မြှင့်ရေးနဲ့မြန်မာပြည်သူပြည်သားတွေရဲ့တာယာဝပြောရေးကိုအထောက်အကူဖြစ်စေဖို့အတွက်သက်ဆိုင်သူအားလုံးနဲ့ဆက်လက်ပူးပေါင်း ဆောင်ရွက်သားမှလို့၎င်းကရှိသားထားပါတယ်။ အဲ့ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီးဒေသရင်တုံ့ပြန်မှုတွေကရောထွေးနေခဲ့ပါတယ်။နိုင်ငံတကာဆက်ဆံရေးကျွမ်းကျင်သူပါနီတန်ကရခိုင်ကအာဆီယံကဆင့်အစိုးရနဲ့တွေ့ဆုံဖို့ရှောင်ရှားခဲ့တာကြောင့်အခုတွေ့ဆုံမှုကမြန်မာဆင့်အစိုးရပေါ်အာဆီယံရဲ့ရှက်တီချက်အပြောင်းလဲတည်ရဖြစ်ကြောင်းဘန်ကောက်ပို့စ်ကို ပြောကြားခဲ့ပါတယ်။တမိုင်းချောင်းရထိုင်းနဲ့မလေးရှားတို့က၎င်းကိစ္စနဲ့ပတ်သက်ပြီးသဘောထားကွဲလွဲမှုတွေရှိခဲ့ပါတယ်။ထိုင်းကမြန်မာစစ်တပ်နဲ့ထိတွေ့ဆက်ဆံဖို့ကြိုးစားနေချိန်မှာမလေးရှားကကန့်ကွက်ခဲ့ကြောင်း၎င်းကအဆိုပါတယ်။အန်ဝါရဲ့ရှက်တီချက်ကအာဆီယံ န်ကိုအပြည့်အဝကိုစားမပြုနိုင်တော့လဲဥက္ကဋ္ဌအဖြစ်၎င်းရဲ့အခန်းကဏ္ဍကတွေးဆောင်ဆွေးနွေးနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုအရေးပါမှုကိုအလေးပေးခဲ့ကြောင်း၎င်းကပြောကြားခဲ့ပါတယ်စစ်တပ် NUG နှစ်ဖက်စလုံးနဲ့ NW ရဲ့ထိတွေ့ဆက်ဆံမှုကအောင်မြင်တဲ့တန်တမန်ရတူပန်မှုအဖြစ်နိုင်ငံတကာဆက်ဆံရေးကျွမ်းကျင်သူပါနီတန်ရှန်ကရှုမြင်ပါတယ်သက်ဆိုင်သူအလုံးနဲ့ထိတွေ့ဆက်ဆံဖို့အခြားမြည်သည့်ကောင်ဆောင်မှမစူးစားခဲ့ဘူးကြောင်းသူကပြောကြားပါတယ်ဒါပေမဲ့လည်းအစည်းအဝေးရဲ့အစီအစဉ်များပါဝင်သူများနဲ့ပန်းတိုင်များနဲ့ပတ်သက်ပြီးရှင်းလင်းပြသမှု မှုမရှိခြင်းပေါ်စိုးရိမ်ပူပန်မှုတွေကြောင့်ထိုင်းနိုင်ငံရဲ့ခေါင်းဆောင်ပေါ်လူအများကတန်တရားဖြစ်စေခဲ့ပါတယ်မြန်မာဆက်အစိုးရခေါင်းဆောင်ကိုအလွန်အမင်းအသားပေးလို့နဲ့လူဝေဖန်သူတွေကပြောဆိုတဲ့အစည်းအဝေးကိုမြန်မာပြည်တွင်းရှိတိုင်းသားချုပ်ကဒေါသထွက်ခဲ့ကြတယ်လို့ပါဏီတန်ကထက်လောင်းပြောကြားခဲ့ပါတယ်ထိုင်းကအနာဂတ်မှာအလားတူအစည်းအဝေးတွေကိုလက်ခံကျင်းပတဲ့အခါပုံမရှင်းလင်းသောဖွဲ့စည်းပုံများအစီအစဉ်များနဲ့သက်မှတ်ပန်းနိုင်များကိုပတ်ပိုးပေးခြင်းဖြင့်ပုံမတက်ကြွသောအခန်းကဏ္ဍမှာပါဝင်တင်ကြောင်း၎င်းကပြောကြားခဲ့ပါတယ်အဲ့လိုတွေ့ဆုံဆွေးနွေးမှုကအဖြစ်ခ န်ရေးစည်းဒါမှမဟုတ်သက်ဆိုင်သူများပုံမူပါဝင်တဲ့ဆွေးနွေးမှုကဲ့သို့ပြက်သားခိုင်မာသောရလဒ်များထွက်ပေါ်လာစေခြင်းဖြင့်ဒေသတွေမှာထိုင်းနိုင်ငံရဲ့ဥဆောင်မှုကဏ္ဍကိုခိုင်မြဲစေပြီးပါဝါအကျိုးဆောင်ဖြင့်အထောက်အကူဖြစ်စေတာဖြစ်ကြောင်းပါဏီတက်ကပြောကြားခဲ့ပါသည်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့တရုတ်အထူးတန်တမန်တင်ရှိခြင်းကိုတိုင်းလာရှိုးကိုရောက်နေပြီးလာရှိုးမျိုးလွှဲပြောင်းရေးတာဝန်ယူဆောင်ရွက်လျက်ရှိနေတဲ့ကြောင့်တင်ဆက်ပေးပါမယ်။ AP လာဆက်ရှိရနေကစစ်ကောင်စီကိုယ်စားလှယ်တွေကိုတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အာရှအရာအထူးကိုယ်စားလှယ်တင်ရှိခြင်းကိုတိုင်းဦးဆောင်ပြီးလာရှိုးမျိုးတွေရောက်ရှိနေပြီးကိုကန့်တပ်ထံကနေလာရှိုးမျိုးလွှဲပြောင်းရယူရေးကိုတိုင်းဆောင်ရွက်ပေးနေရတယ်လို့အခြေအနေတည်တဲ့လာရှိုးမျိုးရှိတရင်အရင်မြစ်တွေစီကသိရပါရတယ်။တင်ရှိခြင်းကိုတိုင်းရောက်ရှိနေတာကြောင့်လုံခြုံရေးကိုကိုကန့်တပ်ကအထူးချက်မှတ်လှောက်ဆောင်နေရတာဖြစ်တယ်လို့လည်းဆို ပါတယ်။လာရှုမျိုးကိုစားကစားတန်လွှဲပြောင်းရေးကိုတင်ရှိခြင်းကိုယ်တိုင်ကတာဝန်ယူလုပ်ပြီးသွားမှာဖြစ်ပါတယ်။ဝင်လာမယ်တုန်းကလည်းသူကိုယ်တိုင်ဦးဆောင်တာအဲဒါကြောင့်လုံခြုံရေးကိုကန့်တက်တွေခဏတင်ကျပ်လမ်းတွေပိတ်ထားလာလို့ဆိုပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးကိုကန့်တက်စီကနေတော့တိကျအတည်ပြုချက်မရသေးပါဘူးစစ်ကောင်စီတန်းလာရှုမျိုးကိုလာမယ့်အီဗီလာ22ရက်နေ့မှာနောက်ဆုံးထားလွှဲပြောင်းပေးသွားမယ်လို့သတင်းတွေထွက်ပေါ်နေပြီးမြေ တီးခြားအတည်ပြုနိုင်တာမျိုးမရှိပါဘူးလက်ရှိမှာတော့လာရှုမျိုးပပန်လင်းမှာကိုကန့်တက်တွေလုံခြုံရေးယူထားဆဲဖြစ်ပြီးမြို့ရဲမှာတော့အခြေအနေတည်ငြိမ်နေတယ်လို့ဒေသခံတွေကဆိုပါတယ်လာရှုကိစ္စနဲ့ပတ်သက်ပြီးစစ်ကောင်စီနဲ့ကိုကန့်တက်ဘက်ကတော့တရားဝင်ထုတ်ပြန်တာမျိုးမရှိပါဘူးနောက်ထပ်တစ်ပုတ်အနည်းနဲ့တရုတ်ဆိုရကိုစလင်များလာရှုမျိုးကိုထွက်ခွာလာပြီး KIA တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အတွက်စိန်ခေါ်မှုကြီးမားလာနိုင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်ကိုကန့် MND နဲ့စစ်ကောင်စီအကြငင်းချင်းအကျိုးဆောင်ဖွဲ့တရုတ်ဆိုရရဲ့ကိုစလင်များလာရှုမျိုးကိုထွက်ခွာလာနေကြောင်းသိရပါတယ် AB 29 2025ညနေ2နာရီခွဲလောက်မှာတရုတ်စိုးရကိုယ်စားလှယ်တွေလိုက်ပါလာတဲ့ရှင်နန်းကသိန်းနီမျိုးနဲ့နာတီချေရွာကနေလာရှုဖက်ကိုဆင်းသွားတာတွေ့လိုက်တဲ့ကား32စီးပါးဆက်နက်စီးကတရုတ်ပြည်ကကားတွေပါလို့ KSSM ရဲ့စီးရီးတရင်အရင်မြစ်တခုကပြောဆိုလာပါတယ်။တန်ရန်နဲ့မိုင်းရင်မှာရှိနေတဲ့စစ်ကောင်စီစာရဖာနဲ့စာသုံးလုံးတွေကပြီးခဲ့တဲ့ AB 16ရက်နေ့ကနေလာရှုကိုအရက်ဝတ်နဲ့လာရောက်ပြီးသားပါ16ရက်နေ့ကလည်းအရက်ဝတ်နဲ့ရှဲတပ်ဖွဲ့တွေလာရှုကိုဝင်သွားပြီးမနေ့က AB 17မှာတော့ဌာနဆိုင်ရာတွေဝင်လာတာပါအရ ျက်ဖက်အုပ်ချုပ်ရေးဖွဲ့ရိကစစ်နှကောင်ဟိုတယ်မှာနေကြတဲ့စစ်ဖက်ဆိုင်ရာရိဘယ်မှာနေရယူထားလဲဆိုတာတော့မသိသေးဘူးလို့အထက်ပါသတင်းအရင်းမြစ်တွေကပြောပါရယ်တရုတ်ဆိုရကိုစလဲများလာရှုံမြို့ကိုထွက်ခွာလာတဲ့မြေပြင်အခြေအနေတွေကိုတီးခြားအတည်ပြုနိုင်တာတော့မရှိပါဘူးလာရှုံမြို့နောက်ဆုံးအခြေအနေကိုစစ်ကောင်စီနဲ့ MND မှာတစုံတရာထုတ်ပြန်ထားခြင်းမရှိသေးပါဘူးတရုတ်အစိုးရအကူအညီနဲ့လာရှုံကိုစကားစာတနက်တစ်ချက်မဖောက်ဘဲပြန်လည်သိမ်းယူတာအဓိကကိုကန့်ကောင်ဆောင်ဖုန်တာရွှေနဲ့လာရှုံမြို့ကိုအလဲအလဲလုံလိုက်ရတဲ့သဘောလိုမြင်နေကိုကန့် MND နဲ့အပြစ် ရဲ့ငင်းချင်းစကားပြောတာနေမြေဆိုင်ရာအပိယူလုပ်ပြီးရင်တော့ရှမ်းမြောင်မှာ KIA နဲ့ DNL နှစ်ဖွဲ့ကိုစကားစဘက်ကတကြော့ပြန်ထိုးစစ်ဆင်တိုက်ခိုက်လာနိုင်ပါတယ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအပအဝင်တရုတ်အစိုးရရဲ့ဖိအားထက်လာရင်တော့ DNL ဘက်ကလည်းမလွဲမရှောင်သွားလို့တိုက်ယူထားတဲ့တချို့မြို့နေရာတွေကိုစကားစထန်းပြန်လေလွဲအပ်လာနိုင်ပြီးနောက်ဆုံးစစ်ကောင်စီဘက်ကတရုတ်အစိုးရအကူအညီနဲ့အပေါ်စီးကနေပြီးအပြစ်ရငင်းချင်းစကားဝိုင်းနဲ့ရောက်လာနိုင်ပါတယ်လို့စီရင်နေနိုင်ငံကြီးလိလာတုံးသက်နေသူဦးစော်စံကတုံးသက်ပြောဆိုပါတယ် တကယ်လို့ကိုကန့် MND နဲ့ TNL နှစ်ဖွဲ့လုံးတင်ယုံစုရရဲ့ဖိအားကြောင့်မလွဲမရှောင်သာလို့အာနာသိန်းစစ်ကောင်စီနဲ့အပြည့်ရငင်းချင်းယူသွားရင်တော့ရှမ်းမြောက်မှာစစ်ကောင်စီကိုနိုင်ငံရေးစီရင်ရာတိုက်ခိုက်နေတဲ့ဖွဲ့က KYI တပ်ဖွဲ့နဲ့ကြမ်းရှိလာနိုင်ပါတယ်။အဲ့လိုအခြေအနေရောက်လာရင်တော့ရှမ်းပြည်နယ်မှာခြေဆိုင်ထားတဲ့ KYI တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကစစ်ကောင်စီကိုဆက်တိုင်မှာလားအပြည့်ရငင်းချင်းစကားပြောလာရမှာလားဆိုတာတော့စောင့်ကြည့်ဖို့လိုပါတယ်။ KYI ကိုဖိအားပေးမရတဲ့တင်ယုံစုရကိုစလဲရီလာရှုမြို့ကိုရောက်လာရင်တော့ KYI တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အတွက်စိန်ခေါ်မှုကြီးမားလာတဲ့သဘောလို့ ြင်တယ်လို့ဦးစော်စံကထပ်မံပြောကြားခဲ့ကြောင်းသတင်းမှဖော်ပြပါရှိပါရရှင်။